သမ ्या အားလုံးပဲမင်္ဂလာခင်ဗျမနက်ဖြန်ကိုရောက်ရင်တော့ကျွန်တော်တို့ MU ရဲ့ပွဲကိုကြည့်ရှုရတော့မှာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မဖိုက်တာ MU နဲ့သူ့ရဲ့ပြိုင်ဘက်ဝါတီခိုင်တို့ကို hydrogen နဲ့ဆက်စစ်မှုတွေဝိရှင်မှုတွေလုပ်ခဲ့ပါတယ်နှစ်ယောက်လုံးစင်ပြေပြေနဲ့အောင်မြင်သွားခဲ့တယ်ဒါကလည်းတစ်ဖက်ကပြောမှဆိုရင်ဝိုင်းရဲ့ဖြေလျှော့ပေးမှုတွေပါပဲဒါကြောင့်လဲဆိုတော့ဝိုင်းကသူတို့ရဲ့ hydrogen တက်ဆက်စစ်မှုတင်းကြလိုက်ပြီးတဲ့နောက်မှာ fighter တွေအခက်တွေ့သွားတာကိုနားလည်ခဲ့လीအဲ့တော့သူတို့က hydrogen test နဲ့ဝိရှင်တာကိုတရားဝင်မလုပ်ခင် တရက်လို့သူကြိုပြီးတော့ပြင်ဆင်လို့ရအောင်ဖိုက်တာတွေအတွက်စစ်စစ်တာတွေလုပ်ပေးတယ်အဲ့မှာကိုကဘာလို့အနဲ့တလဲအဲ့တရက်တည်းမှာပြင်ဆင်ပြီးနောက်တရက်အမှတ်တကယ်ဟိုက်ဒရိတ်တက်စစ်စစ်တာဝိတ်ချိန်တာတွေလုပ်တဲ့ချိန်ရောက်ရင်တော့ဖိုက်တာအများစုကအဆင်ပြေပြေနဲ့ကြော်ဖြတ်သွားနေတာကိုကျွန်တော်တွေ့ရှိရကြအခုဆိုရင်တော့ MU ရောဒါဝတ်ဒီဂရိုင်းရောညောလုံးဟိုက်ဒရိတ်တက်နဲ့ဝိတ်ချိန်တာအောင်မြင်သွားကြပြီမနေ့ပြန်ပွဲထိုးတဲ့ချိန်မှာဘယ်သူရလာကောင်းမလဲဆိုတော့ပဲကျွန်တော်စောင့်ကြည့်ရအောင်မယ်အဲမူကကျွန်တော်မှာဖိုက်တာတွေထဲမှာကျွန်တော်ထူးခြားတယ်ဘယ်လိုထူးခြားလဲဆိုတော့ ်သူကအခုမှ Time Fighter တောင်းလာပထမဆုံးတွေ့ဘူးတာသူရှေ့မှာထိုးခဲ့တဲ့လေးဘွဲမှာဆိုရင်အဲသူက Japan Fighter နှစ်ယောက်နဲ့တွေ့ခဲ့တယ်အဲနောက်ပြီးတော့ Israel American တွေဘွားတယောက်နဲ့တွေ့ခဲ့တယ်နောက်တစ်ယောက်ကတော့ Gambia Switzerland နဲ့ဘွားအဲ့တယောက်နဲ့တွေ့ခဲ့တယ်ပေါ့လေ MU ရဲ့နောက်ဆုံးနှစ်ဘွဲကိုကျွန်တော်လေ့လာသုံးသပ်ကြည့်လိုက်ရင်တော့အဲအဲ့နှစ်ဘွဲမှာအမူရမူကစီတိုနိုင်သာနိုင်သွားခဲ့တာလက်စွမ်းရသိမကောင်းခဲ့ဘူးအဲ့ဘက်မှာဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ ဲ့ပွဲမှာပထမပွဲကျင်နောက်ဆုံး15စက္ကန့်လောက်သာထပ်ပြီးအချိန်ပိုရရင်မူကစီတိုကအမ်ဝီကိုအလဲထိုးသွားတော့တယ်ဗျပထမပွဲကျင်မှာအမ်ဝီနောက်တောင်ကျသွားပြီဖင်တန်ကျသွားချိန်မှာအမတ်စင်ရေလွတ်တာသူခံလိုက်ရတယ်အမတ်စင်ရေလွတ်တာခံလိုက်ရပြီးတဲ့ချိန်မှာအဲ့ first round ပေါ်လေးပထမပွဲကြီးကအချိန်ပြေးသွားတယ်အချိန်ပြေးသွားတော့ဟိုဒုတိယပွဲကြီးစတယ်စတော့အဲ့မှာလည်းမူကစီတိုကတာနေခဲ့တာအသာစီးရတော့နဲ့မူကစီတိုကယုံကြည်ကြွလွန်ခဲ့ပြီးတော့အဲ့တိုက်စစ်ပွဲကစားတာမှာမထင်မှတ်ပဲအလင်းငိုက်တူကခံလိုက်ရတယ် အဲ့ဒါတော့ MU ရဲ့ဘယ်လက်သည်အဲ့ဒီချက်ကတော့တကယ်အပြင်းပြင်းတော့ဝင်သွားတာမူကာစီတို့လုံးဝနောက်ောက်ကျသွားတယ်ပြန်ထလို့လည်းမရတော့ဘူးအကျိုးဝိုင်းတန်ကအကျိုးရန်တွေကိုခံပြီးထားရှင်မတော်သူရိုင်းခွေပြီးတော့ရှေလန်းမှာမနဲ့လဲနေတော့ဒန်လူရပွဲကိုရန်လာပြီးတော့ MU အနိုင်ပေးလိုက်တယ်တကယ်အားအသင့်စရာကောင်းတဲ့ကမ်ဘက်နဲ့တူတူ MU ရအဲ့ပွဲမှာဘောနပ်လည်းရသွားခဲ့တယ်ပေါ့အဲ့နောက်မှာတော့1ကသူ့ကိုအာဘက်ကော်ဒွန်နဲ့ပွဲထပ်တယ်ပေးခဲ့တယ်အာဘက်ကော်ဒွန်နဲ့ပွဲမှာတော့ အမွေသိပြီးတော့ဂျင်းနဲ့လောက်ဆရာလက်ဆွမ်းမျိုးကိုမပြနိုင်ကြဘူးဗျ။ဒါပေမဲ့ပြောအခု match လ21ရက်နေ့မှာအာဘက်ကော်တန်နဲ့ပွဲထုတ်ပြီးရတော့ဒါအမွေကိုသူ့ကောင်ပွဲစဉ်တော်နေရာမျိုးဆွဲတင်ပြီးတော့ထပ်ခေါ်လာတယ်ဆိုတော့ဝမ်ကသူ့ပေါ်ထမှာညှော်လင့်ချက်ထားရှိနေသေးတယ်ဆိုတော့မှန်ကန်ပါတယ်။ဒီတော့ဒီပွဲမှာအမွေလုပ်ပြနိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပါ။အမွေကသူ့နဲ့ဒါပထမဆုံးဆောင်ရတဲ့ထိုင်းပြိုင်ပွဲပေါ့လေ။ဝါတီခိုင်ကိုဘယ်လိုကစားမလဲ။ဒါကျွန်တော်တို့ကြည့်ရှုရပါလိမ့်မယ်။ဝါတီခိုင်ရဲ့အသာချက်ကတော့ဘယ်ရောညာရော ရေကန်ချက်ကောင်းတယ်နောက်ပြီးတော့အဲတထောင်အရန်ကောင်းတယ်အဲ့တော့ဝတိခိုင်းရထောင်ရိုက်ချက်တွေအမြင့်ကန်ချက်တွေတော့တော်လေးသတိထားရလိမ့်မယ်အဲ့မွေနေနဲ့အဲ့အရာတွေကို defense ဘယ်လိုလုပ်မလဲဆိုတာကြိုပြီးတော့ပြင်ဆင်ထားရလိမ့်မယ်ခင်ဗျဝတိခိုင်းကတော့အဲဒီဝမ်မှာတပွဲပဲထိုးရသေးတယ်တပွဲထိုးတပွဲနိုင်ဖိုက်တာလေးပေါ့အမွေကတော့ဝိုင်းရင်ပါတယ်ဝမ်ချန်ပီယံရှစ်မှာသူလေးဝဲထိုးခဲ့ပြီပါပြီလေးဝဲထိုးတာမှာသူဒီနှစ်ပွဲနိုင်တာတယ်နှစ်ပွဲရှုံးတာတယ်သူနိုင်တဲ့နှစ်ပွဲတော့ဂျပန်ဖိုက်တာတွေကိုနိုင်တယ်နိုင်တဲ့ပွဲကျတော့အလဲထိုးနိုင်တယ် ရှုံးတဲ့နှစ်ပွဲကတော့အမှတ်တင်နဲ့သူရှုံးခဲ့တယ်ဗျ။အဲ့တော့ရတန်ကိုပြန်ကြည့်မယ်ဆိုရင် MV ကနိုင်ရှုံးနိုင်ရှုံးဆိုတဲ့ရတန်နဲ့လာတယ်။အဲ့တော့နောက်ဆုံးပွဲမှာသူကဟာဘက်ကော်ဒွန်ကိုရှုံးထားတော့ဒီပွဲက MV နိုင်ရမယ့်အလှမျိုးဖြစ်နေတယ်ပေါ့လေ။ဒီတော့ MV နိုင်မလားဆိုတာကျွန်တော်စောင့်ကြည့်ခြင်းကိုပြဖြစ်နေဗျ။မနေ့ပြန်က MV ရဲ့ပွဲကဒုကောင်ပွဲစဉ်ဆိုတော့အနယ်လေးအချိန်နောက်ကြောင်ရှိပါတယ်။ဘာပြော MV ကိုနိုင်ပွဲနဲ့တူမြင်တွေ့ကြပါတယ်။အမွေနေနဲ့အကောင်းဆုံးလုပ်ပြနိုင်မှာဈေးလို့လဲဒီညနေဆူတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအပိရပြစ်အားလုံးကိုလည်း 除非自己是吧？呀。